ခြင်သိရဲ့ခိန်းတန်နဲ့အမြောက်တဲ့အာမန်ဘသူပိုပြင်းမလဲအင်္ဂလာပါချက်စီအင်မာမြန်မာနေပြီးတော့ကြိုးစိုးလိုက်ပါတယ်လာမယ့်ညစန်ဒီမှာဆိုရင်တော့ဒီည7:00နာရီအချိန်မှာကျွန်တော်ချက်စီတင်နဲ့အာဖနဲ့အသင်းတို့ရဲ့ပွဲကြီးပွဲကောင်းကို ကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ် ရတိအချိန်မှာဆိုရင်တော့ဒီအာဆနယ်တင်ဟာရမန်24မှတ်နဲ့အဆင့်1နေရာမှာယက်တည်နေပါတယ်။ချက်စီတင်ကတော့ရမန်23မှတ်နဲ့အဆင့်2နေရာမှာယက်တည်နေပါတယ်။အဆင့်1နဲ့နှစ်ကြိမ်ကွာခြားမှုကတော့ရမန်6မှတ်သာရှိပါတယ်။ဒါကြောင့်မလို့အာဆနယ်အသင်းနေနေဒီပွဲမှာနိုင်သွားမယ်ဆိုရင်6မှတ်ထိကိုဖြတ်သွားမှာဖြစ်ပြီးတော့ချက်စီတင်ကအနိုင်ရရှိမယ်ဆိုရင်တော့အမတ်ဂျင်းမြောင်းက3မှတ်သာဖြတ်သွားတော့မှာဖြစ်ပါတယ်။ ဒီနေ့တင်းရဲ့နောက်ဆုံးထိတ်တိုက်တွေးဆောင်မှု၅ကြိမ်မှာဆိုရင်တော့ဖြစ်အောင်စင်းနဲ့တင်းရအตาရနေပြီးတော့၃ဘွဲထိကိုအနိုင်ယူထားနိုင်ပြီးတော့နှစ်ဘွဲကိုတည်ကစားထားပါတယ်။နောက်ပြီးတော့အာဆင်နယ်တင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ပြန်ပွဲဆောင်၅ဘွဲမှာဆိုရင်တော့ဖြစ်ဒီဒီဘွဲနိုင်တဲ့တဘွဲကိုတည်ကြထားပါတယ်။ထုံနီးတူပဲကျွန်တော်တို့ချက်စီတင်ကလည်းဒေးဘွဲတိကို နိုင်ထားပြီးတော့တပွဲတည်ကြထားပါတယ်။ထူးခြားတဲ့ချက်အနေနဲ့ သူတို့နှစ်သင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆုံးနောက်ဆုံးပွဲတွေဖြစ်တဲ့ချက်စီးတင်းဆိုရင်လည်းပြည်စပိန်ကလပ်ရဲ့ဒီအင်အားကြီးဖြစ်တဲ့ဘာစီလိုနာအသင်းကို3-0နဲ့ဂိုးပြတ်ချေပြတဲ့အနိုင်ထားပြီးတော့အာဆင်နယ်အသင်းဟာလည်းဘိုင်ယန်ဘလူးဖြစ်တဲ့ ဒီ Fire မျိုးနဲ့အတင်းကိုကျွန်တော်တွေဒီ၃ဂိုးကိုနဲ့အနိုင်ထားပါတယ်။ဒါကြောင့်မလို့သူတို့ရဲ့နောက်ဆုံးကစားခဲ့တဲ့ Champion League ပွဲစဉ်တွေမှာဆိုရင်တော့ဖြစ်အကောင်းဆုံးခြေစွမ်းတွေကိုပြသထားပြီးတော့ပြိုင်ဘက်အသင်းတွေကိုဒီအသာစီးယူထားပြီးတော့ဂိုးပြတ်တွေချိန်မုံထားတာတွေ့ရပါတယ်။ဖြစ်နိုင်ပွဲလူစင်းပင်ရှင်ချစီတင် ဖြစ်တဲ့ကျွန်တော်ချစီတင်မှာဆိုရင်တော့ဘောမတ်နေရာမှာတော့ရောဘတ်ဆန်ချာနောက်တန်းမှာဆိုရင်တော့ဖြစ် VC Chain တော့ Fofana, Chaloban, Gugurela အဲ့ဒီမှာဆိုရင် Anso Fernando, Marcel Tancido တိုက်စစ်မှာဆိုရင်တော့ဖြစ် Nato အဲဒီ Ranacho ဒီ Jao Patro နဲ့ဒီလက်တို့ကိုပြထုတ်သွားနိုင်ခြင်းရှိပါတယ်။ After Bound ကိုတော့ဒီအနာပြထားနိုင်ခြင်းရှိပါတယ်။ Arsenal အသင်းကတော့ကျွန်တော်တို့ဒီနောက်ပိုင်းပွဲတွေမှာခြေစွမ်းပြလာတဲ့ပုံစံအတိုင်းပဲကိုယ်တွေကမှာကွန်မန်နီယာမှာရာရာနောက်တဲမှာဆို Calefori အာ ဟင်ကပဲစနီပါတင်ပါနောက်ဝဲမှာအလေထဲမှာဆိုရင် right superman d တိုက်စစ်မှာဆိုရင် no page down easy saka madruke နဲ့ marino ကိုပထုတ်လာနိုင်ခြင်းရှိပါတယ်။တခုထူးခြားကြအနေနဲ့ဖြစ်ကျွန်တော်ချက်စီတင်ရဲ့အဓိကကစားသမားဖြစ်တဲ့ cooper မှာပြန်လဲကစားနိုင်ပါမလားဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ကြွားရပါမယ်။ cooper မှာပါဝင်ခြင်းနဲ့မပါဝင်ခြင်းမှာကျွန်တော်တို့အများကြီးအဲ တိတ်ထီရောက်မှုတိတ်မရှိဘူးဆိုပေမဲ့ကိုပါမပါဝင်လာခဲ့ရင်ချက်စီတိုက်စစ်ကပုံပြီးအားမြိုင်လာပြီးတော့အာဆင်နယ်ဘင်းရဲ့ခံစစ်ကိုပုံပြီးတော့ဒီထိတ်လန့်မှုတွေပိုဖြစ်စေမယ်လို့ယုံကြည်တယ်။ဘာလို့လဲဆိုတော့ကိုပါမမပါခဲ့တဲ့နောက်ဆုံးပွဲတွေမှာဆိုရင်လည်းချက်စီအသင်းကဒီ ခဏညှားနိုင်ခဲ့တယ်။ဒါပေမဲ့ဒီအကကတော့မကူပါမှသာပြန်ပါလာနိုင်ခဲ့ရင်ချက်စီးတင်းရဲ့ဒီတောက်လောင်မှုတွေစာလောင်မှုတွေကိုသွင်းနှောင်းရတွေကဘယ်တော့မြင့်တက်သွားမလဲဆိုအောင်ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမယ်။ကိုပါမားနဲ့ဒီအက်စတာဘူရဲ့အတွဲကိုလည်းကျွန်တော်တို့မြင်ချင်နေပြီ။ဒီနှစ်ပွဲမှာဒီပွဲမှာသူတို့နှစ်ယောက်ရဲ့အတွဲဖတ်ပြင်းနေနဲ့ပါဝင်စတင်ပါဝင်နိုင်လားဆိုအောင်ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရပါဦးမယ်။ နောက်တစ်ခုထူးခြားချက်တစ်ခုအနေနဲ့ဆိုရင်တော့ပြင်ကျွန်တော်တို့ဒီ updater အနေနဲ့သူ့ရဲ့ကစားဟန်ကဒီနေ့ရာသီမှာဆိုရင်တော့ဒီအပြောင်းလဲတွေလုပ်ထားတာကျွန်တော်အားလုံးအသိပညာဖြစ်တယ်။ယင်လိုမျိုးသူ့ရဲ့ positionship position ဒီ party နဲ့မတော်ကစားဟန်တွေနဲ့ပျောက်ဆုံးပြီးတော့သူ့ရဲ့အဓိကအားတန်ခြင်းတစ်ခုပြည့်ဒီရာသီမှာစက်ပီဒီကစင်ကိုတွေအပြောင်းအများသွင်းယူလာနိုင်တဲ့ပုံစံဖြစ်တယ်။စက်ပီကနေပြီးတော့ second ball တွေ direct body ကနေစင်သူကိုတွေသွင်းယူလာနိုင်မှုအချိန်ချင်းကြိုးစားနေပါတယ်။နောက်ဆုံးတော့ရဲ့ Bayern Munich နဲ့ပွဲမှာဆိုရင်သူတို့ထုံလေးတိုင်းမဲ့ ်ပင်ကိုတွေအပြောင်းအလဲရရှိအောင်လို့စ조사ကစားခဲ့တာကျွန်တော်တွေတွေးခဲ့ရပါတယ်ဒီအချိန်လေးကိုကျွန်တော်တွေအဲ့လိုမျိုးအမြင်ပေါ်အားနေတဲ့ sub defend မှာအားနေတဲ့ chassis တင်းနေတဲ့ဘလိုမျိုးဒီထိန်းချုပ်သွားနိုင်မလဲတာကွယ်သွားနိုင်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ် true ချက်ရအနေနဲ့ကျွန်တော်တွေဒီဒီပြအန်ဆိုမာရက်စ်ကနေကျွန်တော်တွေအခုရင်ပွဲရင်တော့အသုံးပြုခဲ့တဲ့သူ့ရဲ့ view အတစ်ခုကိုတုံးချက်မလားဆိုတော့ တန်းတန်းစောက်ကြည့်ရမယ်အဲ့လို view ကဘာလဲဆိုတော့ဒီ set fee ကနေတစ်ဆင့်ဂူးတွေတင်းလာလို့ဥပမာဓာတ်ပြဘွားနေစင်ဒီဂူးရဲကိုကျွန်တော်ညှောက်တင်ပေးတဲ့ပုံစံကနေစင်ဒီ second mode တွေကိုတုံးချတက်တဲ့ကစားတွေနဲ့တွေ့ဒီပြ answer minus card နဲ့ပြောင်းလဲလာတဲ့ view ကတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီအကုန်လုံးဒီ area ပေါ့အတွင်းထဲမှာကာကွယ်မနေတဲ့ဘယ်နဲ့ခြေတန်းကိုကျွန်တော်တိုက်စစ်သမား3လောက်ကိုတင်လိုက်တယ်ပြီးတော့ job plus ဆန်းချက်ကိုကျွန်တော်ရှေ့နေနဲ့ရအောင်ထားပြီးတော့သူ့ရဲ့ဒီအမြေကိုလက်တံခန္ဓာကိုရှေ့ရှေ့ နဲ့ဒီလက်တံတွေဒီရှိန်ငါမှုတွေနဲ့သူစက်ပီတွေကိုသူဓာတ်ဖမ်းနိုင်ဖို့အတွက်စူးစမ်းလာအောင်ရှေ့တက်ပြီးစူးစမ်းလာအောင်ကျွန်တော်တို့တွေ့ရဒီ viewer တွေတကယ်ကိုပေါ်ပုံစံကြရဲနောက်ပြီးတော့ခက်ဆန်တဲ့ viewer မြောက်တွေလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးကာကွယ်မှုမျိုးကကျွန်တော်အရင်ကတွေ့ခဲ့ပူတဲ့ပုံစံတစ်ခုမျိုးမဟုတ်ဘူး ဒါပြင်အာဆင်နယ်သင်းရဲ့တိုက်စစ်ကစားသမားတွေကစားသမားတွေအကုန်လုံးကလည်းလုံလုံလလာတိုက်စစ်ကိုဒီတိုက်စစ်ပေါက်ထဲမှာချက်စီးသင်းရဲ့တိုက်စစ်ပေါက်ထဲမှာသူတို့တွေဒီအကုန်လုံးတက်နိုင်မှုအတွက်ဒီခြေုံချတုံတော့အနေငယ်တော့ဖြစ်သွားလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ပြန်ပြန်ထွက်လာတဲ့ပြန်ရှံထွက်လာမယ့်ဘောလုံးတွေကိုချက်စီးသင်းရဲ့တိုက်စစ်ကစားသမားတွေ၃လောက်လောက်ဖြစ်တဲ့ကျွန်တော်တို့တိုက်စစ်ကစားသမားတွေကိုဒါရဲ့နန်းတင်ပေးပြီးတော့တံပြန်တိုက်စစ်စနိုင်ပါတယ်ဒီလိုတံပြန်တိုက်စစ်ကနေစဉ်ချက်စီးသင်းနေနဲ့ဂိုးတွေပြန်လေချိန်ချောင်းနိုင်မယ်လို့ကျွန်တော်အနေနဲ့ဒီ viewer တခုကိုတုံးချလာမယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်မို့ဒီရာတခုကိုနီးပြအာတီတန်နေနဲ့ချုပ်တင်တွက်ဆထားမှုလို့ရတယ်။ဒါအပြင်ကျွန်တော်တွေကချက်စီးအသင်းနေနဲ့အသင်းကြီးတွေနဲ့တွေ့ဆုံမှုပိုင်းမှာဆိုရင်ရလက်တွေကောင်းမွန်လာတော့ကျွန်တော်ဒီဖေဖေတိလာရတယ်။ဒါပေမဲ့အာဆင်နယ်အသင်းကတော့ကျွန်တော်တွေဒီနောက်ပိုင်းပွဲစဉ်မှာဆိုရင်တော့ကဲကဲကဲကိုကန်ကြီးကန်နေရတဲ့အသင်းသင်းဖြစ်တယ်။ နီးပြအာဒီဒါရဲ့အာဆနယ်တင်ရအရန်ကောင်းမွန်လာတဲ့အသင်းသင်းဖြစ်တာကြောင့်မို့ကျွန်တော်တို့နီးပြတွေရဲ့မတည်ငြိမ်တဲ့ပုံစံတွေကြောင့်မို့ကျွန်တော်တို့ရနောက်ပိုင်းယာတီတွေမှာဆိုရင်သူတို့ကိုအသာစီးမယူနိုင်ခဲ့ဘူးဒီယာတီမှာရောနီးပြအန်ဆိုမာရက်စ်ကာနီနဲ့သူအာဒီဒါကိုဘယ်လိုမျိုးရင်ဆိုင်မလဲအခုဆိုရင်ကျွန်တော်တို့ချက်စီးတင်မှာအခြေကျလာတဲ့ကစားသမားတွေဖြစ်လာပြီးနောက်တန်းမှာဆိုရင်လည်းကျွန်တော်တို့ပါတီ VC Jane ပါမလားဒီ push တော့ပါမလားအထိုင်ဖြစ်တဲ့ for fana နဲ့ဒီ chalo ဘက်ကလည်းခြေစွန်းနေပြလာနေပြီ google လာရဲ့ဒီနောက်ဆုံးဒီသူရဲ့ world cup ကူလချင်းစီမှာတော့ပြောလို့ရတာ premier league ရဲ့အကောင်လို့ပဲနောက်ခံတော့ဒါမှတယောက်ဖြစ်တယ်သူရဲ့အကောင်လို့ prime day chain ကိုလည်းရောက်နေတယ်တက်စစ်မှာဆိုရင် aster ဘူကကိုမျိုးနဲ့တူလဲဒီအားပြင်းပြင်းကြိုးစားနေတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီလိုမျိုး arsenal အသင်းရဲ့ရှင်ပြန်ရတာမှာကျွန်တော်ပို့ပြီးတော့ အရင်ပွဲတွေလုံးဝလိုမျိုးကျွန်တော်တက်ဒီနိုင်သွားနိုင်မှာမလားခြေစွမ်းပိုင်းဆိုင်ရာအကောက်ကောင်းနဲ့ကစားနိုင်ပါမလားဆိုကျွန်တော်စောက်ကြည့်သွားရမယ်ဒီပြအန်ဆိုမာရက်စကာရဲ့နောက်ထပ်ဒီဖြေရမယ်ပုံစံတစ်ပုံလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီညီကုန်းချုပ်ရမယ်ဆိုရင်တော့ဖြစ်ချင်းစနမ်ပိုးပွင့်ကြီးထဲမှာကျွန်တော်တို့ရဲ့ချင်းသိဟင်းတန်ကပဲကြေတောင်သွားမလား ဒါမဟုတ်ပဲအမြောက်တပ်သားများတွေရဲ့တခွင်းအားကပင်အနိုင်ယူသွားနိုင်များဆိုတော့ဆက်လက်ရင်ကုန်စွာစောင့်ကြည့်သွားကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။